အားလုံးပဲမင်္ဂလာပါဒီနေ့ချစ်မိတ်ဆွေများအတွက်ကျွန်တော်တရက်ပင်ကိုင်ကူနီလေးတင်ပေးလိုက်ပါပြီဗျအာတရက်ပင်ကိုင်ကူနီလေးတင်ပေးပါဆိုတဲ့မိတ်ဆွေများအတွက်ပေါ့နော်အာဒါကတော့ယူရီးယားကူးတဲ့နီလေးလဲခေါ်ကြပါတယ်ဗျဒီလိုမျိုးကတော့အသီးလဲသီးစောပါတယ်ကတ်တာလဲသေးချပါတယ်ဗျဒါကတော့ပူပြီးတော့သေးချတဲ့နီလေးပါကြဲချစ်မိတ်ဆွေများအားလုံးလိုက်ကြည့်ကြရအောင်ဗျဒီနေ့ကျွန်တော်မျှဝေပေးမှာကတော့ပြည့်ပြင်ကိုက်ဆက်တဲ့နီးလေးပေါ့ ျွန်တော်တို့တရက်တင်ဆက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတိုင်းစီးတာမဟုတ်ဘူးเนาะအတိုင်းဆက်တာကျွန်တော်ပထမဆုံးအစေးပေါက်ပင်တပင်လိုအပ်တာပေါ့เนาะဒီမျိုးအစေးပေါက်ပင်တပင်လိုအပ်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အမျိုးအစားပေါ့ဘာမျိုးလဲပေါ့เนาะဆိုင်တရက်လားစိမ့်ချိုလားစိမ့်ပလုံးလားပေါ့ကျွန်တော်တို့တိုက်တဲ့အမျိုးဒီအတိုင်းကွားပင်ပေါ့เนาะကျွန်တော်တို့မျိုးစေးအပင်ကြီးရှိနေရမှာဖြစ်ပါတယ်ဗျဒါဆိုရင်ဒါကတော့စေးပေါက်ပင်ပေါ့เนาะဘာပင်လဲတော့မသိဘူးเนาะဒါကစေးပေါက်ပင်တပင်ဒါကျွန်တော်တို့ယူမဲ့အကိုင်းကျွန်တော်တို့ယူမဲ့အကိုင်းကအသက်ရွယ်ရောက်ပြီးသားပေါ့ဥပမာဒါဆိုရင်တီးနေတဲ့ အပီးရဲ့ဟိုပေါ့ပင်မကြီးဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်ဒီနှစ်မှာဒီအတိုင်းကိုကူးလိုက်ရင်ဒီတရက်ပင်ဒီနောက်နှစ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြုတ်အိတ်ထဲမှာတန်းသေးတယ်ဗျအဲ့ဒါကိုဘယ်လိုဆက်တာလဲဆိုတာကိုကျွန်တော်မျှဝေပြမှာဖြစ်ပါတယ်မနော်ကျွန်တော်တို့ဒီအတိုင်းကိုရွေးတဲ့ခါကျရင်လည်းပဲကျွန်တော်တို့အကိုင်းရဲ့အရေးအသွေးကိုကြည့်ရသေးတယ်ဗျအကိုင်းကလည်းအရေးအသွေးကောင်းနေမှဖြစ်မှာပါဒါကိုကျွန်တော်တို့ဒီမျိုးလှီးမယ်နော်အဲ့ဒီလောက်ပြီးမယ်ပြီးလို့ရှိရင်ဒါလေးပေါ့နော် ဒါကျွန်တော်ဖက်လိုက်တော့ဖြစ်ပါတယ်ပြောစင်းတာကိုလည်းကျွန်တော်ပြင်းမယ်ဒါအားကြီးမခက်ပါဘူးကြဒီဝိုင်းကျွန်တော်တို့တိုက်နေပတ်ပါနော်။ဒါဆက်ပြတိုက်ကြည့်လေးပတ်မှာဖြစ်ပါတယ်။ဒါဆိုရင်ကွက်တိတ်နော်။ဒါကျွန်တော်တို့အောက်ကနေစပတ်ပါနော်။ ဟာဒါဒီလိုမျိုးဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့ကလဲနေတဲ့ခါကျတော့အဆင်မပြေဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ကျိုးလေးနဲ့ထိုင်နေမှာဖြစ်ပါတယ်အဲ့ဆိုရင်ຫນွေဘက်မှာဆိုလို့ရှိရင်ဒီအပင်လေးကိုပေါ့နော်ရေနည်း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 လောင်းပေးရမှာဖြစ်ပါလိမ့်ကြ။အဲ့ဆိုရင်ကျွန်တော်ရဲ့ 特别比感谢你的你多帮助。